ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒီကနေ့မက်လ31ရက်နေ့မနက်ပိုင်းကမန္တလေးမြို့မဟာအောင်မြေမြို့နယ်ထဲမှာစစ်မှုထမ်းဖို့အတွက်စစ်တပ်ကလူငယ်ဆန္ဒဦးကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမောင်မြေမြို့နယ်ထဲမှာစစ်မှုထမ်းမဲပေါက်ပြီးသားလူတွေကိုလာခေါ်တာ မတွေ့တာနဲ့တွေ့ရလူတွေကိုကြုံရကြပန်းဆက်နှစ်ယောက်ခေါ်သွားတယ်လို့အဲ့ဒီဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့တဲ့သူကပြန်လည်ပြောပြထားပါဗါတယ်အထမစစ်မှုထမ်းမှုအတော့ခေါ်ဆောင်သွားတဲ့မြို့နယ်တွေဟာငလျင်တန်းကိုပြင်းထန်စွာခံစားခဲ့ရတဲ့နေရာတွေဖြစ်ပြီးတော့အဆောက်အုံကြီးကြီးမားမားလေးလုံးအထိပြိုကျခဲ့တဲ့နေရာတွေဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီမဲကိစ္စတွေကိုဒီကာလကြီးထဲမှာလုံနေတာကိုနိုင်ငံတကာကသိစေချင်ပါတယ်လို့မျက်မြင်ဒေသခံကပြောပြထားပါဗါတယ်ဒါအပြင် ်ပြည်ကြီးတခုမြို့နယ်လမ်း60 120 123ကြားမှာရှိတယ်စံပြငါရက်ကွက်ယုံပါလေအဓမ္မစစ်မှုထမ်းဖို့အတွက်မဲနိုင်ခိုင်းနေတယ်လို့ဒေသခံတွေကသတင်းပေးဖို့ပြောကြားထားပါတယ်မနေ့ကလည်းပြည်ဦးလွင်မြို့ကနေမန္တလေးဘက်ကိုတွားရောက်ပြီးတော့ပရဟိတလုံနေတဲ့လူငယ်များရဲ့မိဘတွေကိုအဓမ္မစစ်မှုထမ်းဖို့အတွက်မဲနိုင်ခိုင်းတာတွေစစ်တပ်ကလှုပ်ဆောင်ခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ